ဒါတော့သတင်းဆိုတာကတော့လေအခုချိန်မှာသူက hit ဖြစ် host ဖြစ်နေတဲ့ချိန်နေ။အဲဒါဗကြည့်ပွဲတက်တော့ကလည်း host ဖြစ်သွားတယ်။ဟိုလူပွဲတက်တော့လည်းသူ host ဖြစ်သွားတာ။ပွဲပွဲတိုင်းမှာသူကလှနေရော host ဖြစ်နေတော့ page အတူတွေကဒါပံပြောသူတို့ပဲလေ follower လိုချင်တာရယ်ပတ်စံလိုချင်တာရယ်ကြောက်ဒီသတင်းကိုလူစိတ်ဝင်စားစိတ်မဝင်စားဝင်စားအောင်ဟို caption မျိုးစုံနေနဲ့လာကြတာပေါ့ဟုတ်။ဟောက်တူနှစ်လကလေးပံတိခဲ့တာပေါ့နော်။နှစ်လကလေးပံတိခဲ့ဆိုတော့သူကအဲ့နေ့က အဲ့ဒါလေးဆိုတာလဲကိုကသူ့မျက်နှာကြည့်ရတယ်ပန်းပထမမင်္ဂလေးမွေးကလေးကသူ့ရဲ့လွက်ကတမျိုးဖြစ်နေတာလေအဲ့ကဲမင်္ဂလေးလိုပဲကိုကတတ်မှတ်ခဲ့တယ်တကယ်လည်းမင်္ဂလေးဟိုဒုတိယကျတော့လဲပန်းပန်းတော့အောက်ဆိုတာရုပ်သားလေးလိုပဲတတ်မှတ်ခဲ့တကယ်ရုပ်သားလေးဖြစ်သွားတော့သူ့တက်ကောင်းယူတာပေါ့နော်သူလည်းသားလေးတမီတယောက်သားတယောက်ဆိုတော့ပုံပြီးဆောင်ပါပေါ့ဟုတ်အဲ့ဟာလောမှာဟောဘူးကောနော်ဘာလို့ဆိုအရန်ချစ်ပြီးအရန်တုံတာဟောပြောမှဆိုရုပ်ခမရောရုပ်သားရောကဒီ အော်ဗလဲစုနဲ့သူ့တမီဟိုလာမှာပြန်တောက်နေရတယ်ဘဝဖြစ်နေရဆိုတာလေအဲ့လိုမျိုးဆိုသူတို့စကားသခွန်နဲ့ဆိုတာလေအဲ့လိုမျိုးဆိုအာမဖြစ်နိုင်ဘူးကနော်ဟုတ်အဲ့လိုတက်လာတာလေဒါတော့တရင်ဆိုတာကြတော့လေအခုချိန်မှာသူက hash ဖြစ် host ဖြစ်နေတဲ့ချိန်နေအဲ့တော့ဗကြည့်ပွဲတက်တော့ကလည်း host ဖြစ်သွားတယ်ဟိုလူပွဲတက်တော့လည်းသူ host ဖြစ်သွားတာပွဲပွဲတိုင်းမှာသူကလှနေရ host ဖြစ်နေတော့ဒါကတရင် page အတူတွေကဒါပံပြသူတို့ပဲလေ follower လို့ချင်တာရဲ့ပတ်စံလို့ချင်တာရဲ့ကြောက်ဒီသတင်းကိုလူစိတ်ဝင်စားစိတ်ဝင်စားဝင်စားအောင် caption မျိုးစုံနေနဲ့လာကြတာပေါ့ဟုတ်အဲ minimity ရဲ့အရှင်ဆိုတာမတည်သေးဘူးဆိုတာဒါကိုပြောချင်တယ်ဒါဟုတ်တယ်အဲ့ဒါပြောရလေဘာမှမလုပ်ပေမဲ့ငញ្ញိုင်လေးထိုင်နေပေမဲ့ပွဲလေးတက်လိုက်ရုံနဲ့သူတို့တုံးလုံးချောက်ချားအောင်ဖြစ်တယ်ဆိုတော့ဘယ်လောက်အရှင်မှာကြည်လဲကြည်လိုက်တော့လေအဲ့ဒါဆိုဖောက်တော့မှလာပံပြောချင်တာဟုတ်တူနှစ်လကလေးပံတိခဲ့တာပေါ့နော်နှစ်လကလေးပံတိခဲ့ဆိုတော့ तू ကနှစ်တိခဲ့ဆိုတော့ तू လည်းပြောပြလို့လေကိုယ်သူရင်ပွင့်နေကြဆိုတော့မိပိုင်ရင်ဒီလိုဒီလိုသွားပေးဒီ တော့အဲ့မှာမတိုင်ခင်ကကာရိုက်တွေလက်ခံတာလေအများကြီးပဲဆိုတော့လေကိုကသူ့ကာရိုက်တွေရောဆက်လန်တွဲတွေရောဆိုတော့ဟဲ့ဒုက္ခပဲပေါ့အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ပြီးလဲပြီးအောင်အဲ့နေ့ကဧကတာလေးဆိုတာလေကိုကသူ့မျက်နှာကြည့်ရတယ်ပန်းပထမမင်္ဂလေးမွေးကလေးကသူ့ရဲ့လွတ်ကတမျိုးဖြစ်နေတာလေအဲ့ကဲမင်္ဂလေးလို့ပဲကိုကတတ်မှတ်ခဲ့တယ်တကယ်လည်းမင်္ဂလေးဟိုသူတရားကျတော့လေပန်းပန်းတော့အောက်ဆိုတာဧကတာလေးလို့ပဲတတ်မှတ်ခဲ့တကယ်ဧကတာလေးဖြစ်သွားတော့သူ့တက်ကောင်းယူတာပေါ့နော်သူလည်းတာလေးတမီတယောက်တာတယောက်ဆိုတော့ပုံပြီးပြီးဆောင်သွားပါပေါ့ဟုတ် အမပါမတရားတော့ဆိုဒီတော့ကြီးကြရပါဘာစားချွန်းနော်ကောင်းရဟိုမေမန်ဘက်ကအဲ့လိုပါနော်မျိုးမျိုးပါတက်မလာကုန်ဟိုရာဖြစ်နေတာဆိုတော့လေဟိုအနဲ့မခံနိုင်တာတော့အဲ့လိုမျိုးတော့ဖြစ်တာပါဟုတ်ကနကိုတော်တော်ထိနေတယ်မှာပါတယ်ဟုတ်တယ်ဟုတ်တယ်မကြပါဘူးเนาะဟောပုံမှန်အတိုင်းပဲပို့ပို့ပြီးတော့လှလာနေတာဟောတရားမွေးတဲ့သူတွေလာပါဟောအဲ့လှုပ်ရချက်တွေရောသိခဲ့လားမသိခဲ့မပြောဘူးတော့ကျွန်မတော့မေးရမယ်လေတော့ကျွန်မတော့ကျွန်မလည်းမွေးရမှာဆိုတော့လေ ဒုတိယရင်သွေးလေးတော့ဘယ်လောက်တောင်ပြုံနေကြလဲအရန်ပြော်တဲ့အနည်းညာလည်းအရန်ပြော်ပြီးတော့အရန်ပြော်ခဲ့ရပါတယ်အဲ့နေရာလည်းတော်တော်လေးပြော်ခဲ့ရတယ်ဘာသာတူတက်လည်းအများကြီးပြော်ခဲ့တယ်လို့ကိုကြီးတက်လည်းအများကြီးပြော်ခဲ့တယ်ဟာအဲ့ဒါလေးဆိုတော့လေသူပို့ပြတော့ပြော်ကြမှာပေါ့နော်ဘာသာမိန်းကလေးပြောက်ကြတိပြောက်ရတာပြီးပြီးပြီးဆောင်မှာပေါ့ဘဝကြီးอ่ะဟုတ် ကိုကြတော့အနေတီးတဲ့ထဲမှာပါတယ်နော်ကိုရင်းနဲ့ကြတော့ဘလို့ကိုရင်းနဲ့ကြတော့အနေတီးတဲ့ထဲမှာတော့ပါတယ်ကိုကိုကိုမျက်နှာကြတော့လေအနေတီးပြီးအချိန်မှာတခုရှိတော့ခံစားပါနော်ဒါပန်တို့နဲ့ကြတော့ဟိုအဲ့လိုမျိုး cross ဖြစ်တယ်စတယ်နောက်တယ်အဲ့လိုတော့ရှိတာဟုတ်အခုကလည်းနည်းနည်းတော့ကြည်နေပြီပါလိုင်းလို့ရှင်နေနေတော့ကြည်နေပြီဆိုတော့စောက်မပြောပါဘူးပြောဆိုကပထမကလေးကတောင်းတွေ့တာပြီးဒါလူတယောက်ဆိုတော့လေကိုတော့ကယိုးနေပါနော်အဲ့လိုမျိုးဟာအဲ့တော့ကိုအပ်ပြတာမွေးတာမွေးဆိုတော့အပ်ပြတယ်ဒါမှမဟုတ်အော်တိတယောက်ပြီးရင်တော့ ်နားပါပြီတားလေးတဲ့သမီးတယောက်ဆိုပါလေဟုတ်အဲ့ကျမနောက်ထပ်ပကြီးရထက်တက်လာအောင်ပဲဟုတ်ဘူးအဲ့အားပြီးတော့ဗာလဲဟိုဆူကမွေးပြီးတော့သုံးဆက်မွေးတယ်လေကိုကသုံးဆက်လဲကိုပဲဆိုတော့သုံးဆက်မွေးသုံးဆက်ပွေးတော့ကိုပကြီးလဲဆိုတော့ပကြီးလဲလာမလားမသိဘူးပေါ့နော်မတားမီလာမီပေါ့ဟုတ်ဒါပေမဲ့ကိုကအတွေ့အကြုံရှိသွားတယ်ဘလို့ပဲအဲဘလို့ပဲပြတော့မန်အရှိယနှစ်ယောက်ကိုတွေ့ကြအောင်ရှာပြီးသုံးဗာလဲဟိုဆူနဲ့သုံးဆက်ကိုတွေ့ကြအောင်ရှာဆိုတော့တန်တဲ့လူတွေကကိုမမှုတော့ဘူးလို့ဖြစ်သွားဟုတ်အဲပကြီးပွဲတွေလဲ မလောင်မှာပေါ့နော်အဲ့ကြောင့်တော့စောက်မြောက်ကြည့်ကြည့်ရှုကြပေါ့နော်အာဆူကြတော့ဟိုဗါလဲဟိုပွဲသက်လေးတွေနဲ့ဘိုင်းနဲ့လာမှာပေါ့နော်နှစ်မျောတာပေါ့နော်နှစ်မျောတယ်ပြောရမယ်လဲသူတို့ကယူသင့်တဲ့အရွယ်တွေလည်းရောက်နေပြီမွေးသင့်တဲ့အရွယ်တွေလည်းရောက်နေတာဆိုတော့တားလို့လည်းမရတော့ပေါ့နော်အားလုံးပန့်ဝချစ်တီဖြစ်စေမုန်းနီဖြစ်စေပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးပေးလူတွေအားလုံးကျေးဇူးကျေးဇူးတင်ပါတယ်ပန်လိုက်တဲ့မင်းသမီးတွေအားလုံးကိုလည်းအားပေးကြပါလို့